င်္ဂလာပါရှင်။ဧပြီလ14ရက်တနင်္လာနေ့ကျွဲရွှေရံငုံရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရန်ကုန်တွင်စတုတ္တိသာကျွေးမွေးခြင်းများကုသကောင်းမှုပြုလုပ်ခြင်းများဖြင့်အေးတကြံစတင်တဲ့သတင်းဖြစ်ပါတယ်။ဧပြီ23ရက်တွင်ကြာုပ်တဲ့တကြံဂျူနီအားရန်ကုန်တိုင်းအတွင်းစတုတ္တိသာကျွေးဝေးခြင်းကုသကောင်းမှုပြုလုပ်ခြင်းများဖြင့်ကျင်းပကြကြောင်းသိရပါသည်။ ရန်ကုန်တိုင်းစိုးရဖွဲ့ရဲ့ကြီးကြပ်မှုဖြင့်ဇီဝိဒ္ဓဌာန၅လုပ်ပွဲအဖြစ်တကုံမြို့တင်မြောက်ပိုင်းမြို့နယ်ရှိနယ်ရီကန်တွင် ရန်ကုန်တိုင်းဝင်ကြီးချုပ်ဦးစိုးသိန်းဦးဆောင်ကငမြချင်းကောင်ရီ9000ကိုနယ်ရီကန်တွင်သို့လွှတ်ပေးကြပြီးပြည်သူရင်မြင်တွင်စရုဒီသားများကျွေးမွေးနေမှုကိုကြည့်ရှုအားပေးပါသည်ထို့အတူရန်ကုန်မြို့တော်စီပင်ရုံးဝင်အတွင်းစရုတီသာကျွေးမွေးမှုများကိုရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းရောက်ရှိအားပေးကြောင်းလည်းသိရှိရပါပါတယ်ရှင်။ဆက်လက်တင်ဆက်ပြီးမှာကတော့ဂျပန်ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ဒုတိယတုတ်ရောက်ရှိတဲ့တင်ပြဖြစ်ပါတယ်။ ငလင်တန်တင်ဒေတာတွင်စီဝကုတာဘီယံတဘာဝဘီအန်နှင့်ဆိုင်ရာ အရေးပေါ်ကဲစေးရေး GDR ဆေးဘက်ဆိုင်ရာဤပညာအဖွဲ့မှရန်ကုန်မြို့သို့ဒုတိယတုတ်နေဖြင့်ရောက်ရှိကြောင်း GICA မြန်မာကအသိပေးထားပါသည်အဆိုပါဈေးဘက်ဆိုင်ရာဤပညာဖွဲတွင် အဖွဲ့ဝင်ဥယျာ20ခန့်ပါဝင်ကငလင်တဲ့ဒေတာများသို့ဆက်လက်ထောက်ခံမှဖြစ်ကြောင်းဂျပန်တိုင်ယုံကထုတ်ပြန်ချပါသည် ဧပြီလ2ရက်ကလည်းအဖွဲ့ဝင်30ကျော်ပါဝင်တဲ့ JDR ဆေးဘက်ဆိုင်ရာအဖွဲ့ရောက်ရှိခဲ့တာငလင်တိဒေတာများရှိလူနာပေါင်း900ကျော်ကိုစေဝါကူတာပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။